အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်တိုဘာလ18ရက်မြန်မာတက္ကသိုလ်1989ခုနှစ်သတင်းကြွလပြေကျော်12ရက်စနေနေ့မိုးတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဒဇယ်နယ်ဘက်ကကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံကိုပြူစောတိတွေကဖမ်းဆီးပြီးအမျိုးသမီးကိုအာရမပြုတ်ကျင့်ပြီးတော့တတ်ပလိုက်တယ်လို့ဆိုပါတယ် နိုင်ငံပြူဟာစခန်းကထွက်ပြေးနေတဲ့အချမ်းဘတ်စစ်ကော်မရှင်တပ်သားတွေဇက်တိုက်ဆိုသလိုဖမ်းဆီးရမိနေတယ်လို့အေအေကထုတ်ပြန်ပါတယ်ခင်ဗျာအလင်းဝင်ပြီးတော့လက်နက်ချသူတွေလည်းရှိနေတယ်လို့သိရပါတယ် NCA စာချုပ်ကိုအကောင့်တွေဖော်ဖို့နဲ့တိုင်းပြည်ခွဲထွက်ရေးလုံးဝလက်မခံဘူးလို့မင်းအွန်လိုင်းကပြောလာပြန်ပါတယ်စလင်းတွေမှာတော့ဆွေရှုံးကောင်စီထုတ်မြန်မာဘီယာဖာ40ကျော်ကိုပကဖရဲဘော်တွေကဖမ်းဆီးပြီးတော့ဖျက်ဆီးလိုက်ပါတယ်ရန်ကုန်တိုင်းကမြို့နယ်တွေမှာမင်းညကငလင်လှုပ်ခတ်သွားပါတယ်ခင်ဗျာ စစ်မှုထမ်းတပ်သား9ဦးကဲနယ်လီထံကိုအလင်းဝင်ရောက်လာကြပါတယ်ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းငဖဲမြို့နယ်နဲ့ရေကန်ဖြူဟာကုန်းကနေကစင်ကလေးရနဲ့ထွက်ပြေးနေကြတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကိုဇာတိုက်ဆူစလိုဖမ်းဆီးရမိတာတွေရှိပြီးအလင်းဝင်လက်နက်ချသူတွေလည်းရှိနေတယ်လို့အာရခတက်တော်အေအေကမင်းညကသတင်းထုတ်ပြန်ပါတယ်ခင်ဗျာအာရခတက်တော်အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့နေအိမ်ကံဗျူဟာကုန်းမှာရှိတဲ့လက်ကျန်နေရာချုပ်ကိုဒိုးစစ်စင်တိုက်ခိုက်နေရမှာကစင်ကလေးရနဲ့ထွက်ပြေးနေကြတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နဲ့နေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။အားကတတော်အေအေနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာအများအားရှုံးနေနေတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်ကအဲ့ဒီဗျူဟာကုန်းမကြဆုံးမှုအတွက်လေကြောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားကပဲအေအေအနေနဲ့အကောင်းဆုံးတုံ့ပြန်ခုခံစစ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အေအေက ထုတ်ပြန်ပြောဆိုထားပါတယ်။အော်တိုဘလ19ရက်နေ့မနေ့ကအချုပ်နေရာဒီမှာအချမ်းပတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ကအလံပြူထောင်လက်နက်ချကအလင်းဝင်ရောက်တာရှိတယ်လို့အချုပ်ကတော့တိုက်ပွဲတွင်းမှာလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အင်းအနေနဲ့အလင်းဝင်ရောက်ခဲ့သူတိုင်းကိုစစ်တုံးမှန်ဥပဒေနဲ့ညီကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးထားကြောင်းနဲ့စစ်ကော်မရှင်ရဲ့မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့အင်းနဲ့အနည်းဆုံးနေရာတွေကိုဆက်သွယ်ပြီးတော့အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်ဖို့အေအေကတိုက်တွန်းနှိုးဆော်တည်ပြထားပါတယ်ခင်ဗျာ ။စကိုင်းတိုင်းဘက်ကသတင်းနဲ့ဆက်ချွန်ပါတယ်။စကိုင်းတိုင်းကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာကနေဒဇယ်နယ်ဘက်ကိုကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံနှစ်ယောက်ကိုပြည်စောကြီးတွေကဖမ်းဆီးပြီးအမျိုးသမီးပြည်သူကိုအာဓမ္မပြုကျင့်ကတပ်ပစ်ခဲ့တယ်လို့ KVL PDF ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။အော်တိုဘားလ16ရက်နေ့မနက်9:00နာရီလောက်မှာဒဇယ်နယ်ဘက်ကထိန်ခင်းမှုသွားတဲ့ကိုကျော်မျိုးနဲ့မအေးမအူတို့ဇနီးမောင်နှံဟာရွှေဘုံမြကြီးနားလမ်းမိုက်ပေါ်မှာရှိတဲ့ဇပယ်နန့်တာပြူစောထီအထိုင်စခန်းမှာဖမ်းဆီးခံလိုက်ရတာပါအဲ့နောက်သူတို့မှပါလာတဲ့ ဆွဲသီးပါရွှေဆွဲကြိုးနှစ်ကုန်းတကြက်သားရွှေအခဲတစ်ခဲငကတ်တရံလက်ကောက်တကွင်းစုစုပေါင်းရွှေသုံးကြက်သားနဲ့ငွေ9သိန်းဖုံး3လုံးစိုင်းငယ်တစ်စီးကိုယူဆောင်ကအမျိုးသမီးဖြစ်သူကိုအာရမပြုတ်ကျင်ပြီးတော့တက်ပစ်လိုက်တာလို့ပြောပါတယ်ဒီကြောင့်ရတဲ့ပတ်သက်ပြီးကိုကျော်မျိုးက MFV သတင်းဌာနနဲ့အင်တာဗျူးမေးမြန်းချက်ကိုအခုလိုမျိုးဖြစ်ဆိုထားပါတယ်ခင်ဗျာသူတို့အဲ့အဆောင်ခေါ်သွားပြီးတော့တဲတဲကိုခေါ်သွားပြီးတော့ကျွန်တော်လက်ပြန်ယူတုတ်ထားတဲ့အဲ့ပြီးတော့တက်နီကိုနှိမ့်ဆက်နေတဲ့ ဟိုကပြန်တရင်ကြတာနဲ့ကျွန်တော်ကိုအဲ့လိုမျိုးတာမပါ냐သူတို့ကအဲ့လိုထိုင်ပြောနေတော့ကျွန်တော်အရေးကဲတွေးလိုက်တယ်ကျွန်တော်တတ်တော့မယ်ဆိုတာ၁၆နှစ်မနက်ကကျွန်တော်ကောလင်းအဲ့ကောလင်းနဲ့ညောင်ကောင်ကနေ၆ခွဲ9နိုင်လောက်ထွက်ခဲ့ရဗျအဲ့ဒီဂိတ်ရောက်တော့ကျတော့9နိုင်ဝယ်10နိုင်ဝန်းကျင်လောက်ရှိအဲ့ကလေးကနေမှကျွန်တော်တို့လိုပဲကျွန်တော်မပုံနဲ့ကြည့်ပြီးတော့ညောင်ကောင်ကဆိုပြီးတော့သူ့ကျွန်တော်ဇနီးရလည်း တကယ်ကအဲ့အရင်ရတဲ့ကြဆူမှာအဲရရဆူမှာသူတို့ကျွန်တော်ဂျန်နဲ့ဂျောင်းနဲ့လာတာဆိုင်ကယ်၅စီးရှိတယ်အဲ့လူတွေကလွတ်လိုက်တယ်ကျွန်တော်နှစ်ယောက်ပဲခေါ်ထားလိုက်တယ်အဲပြီးတော့တော်လင်းနေတော့ကြတော့အဲကောင်မလေးကိုဟိုဘက်ဟိုဒီဘက်ဆောင်ထားတယ်သူ့ဟိုဘက်ကိုခေါ်သွားတော့ဆူမှာအဲ့ကလေးကခေါ်ထားလိုက်ပါတယ်အခုရဲ့ဒီမိန်းမလားမသိဘူးဒီဘလိုများတော်ဆက်လဲဒီမဟုတ်ပါဗျာမိန်းမတော်တယ်ပါဗျာအဟုတ်အခုတို့လေဒီသွားတဲ့အချိန်မှာ အဲဘယ်နေရာမှာဖန်ခံလဲရဒီကုဒီဘယ်မြို့နယ်နီးစပ်မှာဖန်ခံလဲရလဲမသိဟုတ်ကမ်းလူမျိုးနယ်စပန်နာတာမှာပါဗျဟုတ်ကဲ့ပါဗျကိုဒီဖန်စီခိုင်းမှာလေအင်အားဘလောက်လောက်နဲ့များလာပြီးတော့ဖန်တဲ့အခြေအနေမျိုးကြီးလဲမသိဗျဟုတ်အဲ့ဒါလေးနည်းနည်းပြောပြပါဦးကိုမြင်ရတဲ့အခြေအနေအထိုင်ဂိတ်ပုံစံမျိုးအထိုင်နဲ့နေတာပါဗျကားလမ်းပေါ်ကားလမ်းပေါ်မှာထိုင်ပြီးတော့အဲ့လိုမျိုးအထိုင်စခန်းပုံစံမျိုးချတာဂိတ်ပုံစံမျိုးပဲကျွန်တော်ကကျတော့အဲ့ဒီ30ဘက်ကိုကထိန်သွားခင်းမလို့အဲ့အတော့ ဒီဖမ်းတဲ့အချိန်မှာကိုတို့ထိုးကြိတ်တာမျိုးတွေရိုင်းနေတာမျိုးတွေရှိလားမသိဘူးကိုတို့ဟုတ်ဒီကကျွန်တော်မြင်တဲ့အတိုင်းပဲကြာဘောလေးမပြတ်ဘူးခင်းရောင်းနေလည်းရိုက်တယ်အဲ့လိုမျိုး6တင်နဲ့ဒါရီဆိုရင်6တင်နဲ့ဒါရီရောအော်ဒီနဲ့လည်းအချင်းကြီးထိုးနေရတယ်တောက်လိုက်ထိုးလိုက်တောက်လိုက်ထိုးလိုက်ထိုးရတယ်သူကတယောက်တည်းထိုးတာလားနောက်တစ်ခုအုပ်စုလိုက်ဖွဲ့ပြီးတော့မှလောက်တာလားဗျဘယ်လိုလဲအဲ့ဒါလေးနည်းနည်းကျုံလဲလူအောင်ဝင်ကျုံလဲလူအောင်ဝင်ထိုးတာ၄-၅ရောက်လောက်ရှိတယ် တကူလုံးပဲတုံးတုံးတင်လဲဝရိုက်တာဆိုတော့တကူလုံးပဲဒီပေါင်းလေးပေါင်းလေးမှာရောအဲ့ဒီဓာတ်လည်းထောက်အဲ့ဓာတ်လည်းလည်းဒီတချွန်းနေလည်းဒီနှချင်းလေးထောက်လည်းဝင်းလေးထောက်ဒီပေါင်းလေးရောဒီလေမုံကြဒူးနဲ့နေထားထောက်ထားရင်အဲ့လိုမျိုးထောက်ထားရင်အဲ့လိုမျိုးဝါလောက်တာခါကျရင်တွေးတဲ့ခဲနဲ့ကောက်ဖူကောင်းလေးအဲ့ဒါတော့ထဲဝါရှိတဲ့ထင်းချမ်းကြီးနဲ့ထင်းခွေးချမ်းကြီးနဲ့အဲ့နဲ့လည်းရိုက်တယ် ဟုတ်ကဲ့ဗျာကိုဒီထိုးကြိုက်တဲ့လူတွေကလေဟိုကိုတို့ဒီဘက်တစိတ်တွေတို့တခြားပေါ့နော်ဘာတွေများကိုဆင်ထားတွေ့ရလဲကိုဒီပါမရှိဒီတိုင်းမဲ့အယဝနဲ့ပဲဟိုဘယ်လိုမျိုးများပြန်လွတ်လာခဲ့ရလဲကိုကြတော့ဟုတ်ကျွန်တော်အဲ့ဖမ်းတဲ့အချိန်သူတို့အဲ့အဆောင်ခေါ်သွားပြီးတော့ပေးလေးကိုခေါ်သွားပြီးတော့ကျွန်တော်လက်ပြန်ယူတုတ်ထားတယ်အဲ့ပြီးတော့တနေ့ကိုနှိပ်ဆက်နေတယ်ဟိုကပြန်တရင်ကြတာနဲ့ကျွန်တော်အဲ့လိုမျိုးတာမပါညာသူတို့ကအဲ့လိုထိုင်ပြောနေတယ် 那叫侬阿姨该队来的，叫侬打到没事了，叫侬打嘛路家咯。那放假窗户又没加好大了，路家那边没说增加牛呢，好大一嘛。哎，叫侬哎路啊，青皮母呢路嘛叫侬青皮起来的哎，牛呀，空港牛叫叫侬拖起来，空车，长的空车一嘛拖起来的。叫侬叫侬牛都没有了，就路俺们牛没人接嘛，没人接嘛就要路。 မင်း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 မအောင်မကျွန်တော်ဆီရပိုင်မြန်မာကြီးကြက်သွားရင်မင်းမသွားပြီးတော့အိတ်လိုက်အောင်မဲ့ပါညာအဲ့လိုပြောမှာတယောက်ပြီးတယောက်သွားနေရဲအဆောင်လဲဘယ်ကလဲအတန်ရှိတော့တော့အဲ့မှာကျွန်တော်လည်းအတန်ကြားလိုက်တယ်တဏ္ဍတန်ကြီးကဟုတ်တယ်ဆိုကျွန်တော်နဲ့တိတ်အဲ့ဆောင်နေတိတ်မကွာဘူးကြီးကအဲ့လိုမျိုးကြားတဲ့အတန်က ်တနတ်တန်ကြာပြီးတော့သူလည်းသူလည်းအဆင်မပြေတော့သူလည်းဆက်ပြီးတော့ကျွန်တော်လည်းအဲ့လိုမျိုးသူ့တန်ရောတင်မတော်ရဲနဲ့ကျွန်တော်လည်းအဲ့လိုမျိုးကိုလိုရောသူလည်းပြီးပြီးတော့ပြီးချင်းတယ်သူဒီမှာကျွန်တော်လည်းတနတ်တန်ကြာတော့အဲ့လိုမျိုးထွက်ပြေးလိုက်တယ်ဆိုတော့လေတော့ခေါ်သွားတဲ့အချိန်မှာဘတော့မျိုးသမီးကအကူညီတောင်းတာမျိုးတွေဘာမျိုးတွေဘောတော့အခုနာမည်အော်ဟစ်တာမျိုးတွေပဲဖြစ်ဖြစ်တခြားတစုံတရာဘောတော့ဟိုအကူညီတောင်းတဲ့အတန်မျိုးတွေရောကြားရလားဘယ်လိုမျိုးများကြားရလဲကိုဟုတ်ဟုတ်ကြားပါတယ်ဗျအဲ့လိုမျိုးအော်ရပြော ကျွန်တော်တို့ဆိုမလုပ်ဘူးဆိုမလုပ်ဘူးဆိုအကြောင်းပြောပြအမဟုတ်ဘူးဆိုမလုပ်ဘူးဆိုလည်းသူတို့ကဘာလို့မလုပ်ရမှလဲဆိုပြီးတော့အဲ့လိုမျိုးနှိမ့်ဆက်တာရဟုတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့သူတတ်လိုက်တဲ့အခြေအနေမျိုးရှိရလားဘယ်လိုမျိုးအများယူဆလဲကိုယ့်ရဲ့မျိုးသမီးကိုတတ်တယ်ဗျတတ်တယ်ဗျတီကြအောင်တီကြရဲတတ်တာတီကြရဲလောင်းတော့ပြန်ရလားဗျနောက်တစ်ချက်ကလေတခြားဒီအထောက်ထားတွေတော့ပြန်ရလားပေါ့မရနိုင်ဘူးဗျဘာလို့လဲဆိုတော့သူနဲ့ကျွန်တော်နဲ့တဆုံဒီဖြစ်နေရတော့ မရနိုင်ဘူးဘလောက်လောက်မြောက်ဝေးလဲကိုတို့ဒီအကွာဝေးလေကိုအဆောင်နဲ့ကိုနေတဲ့နေရာနဲ့ဆိုတော့အဲဟိုဝလုံးတုံးညာငါးပြန်သုံးလေးပြန်လောက်အလောက်တော့ဝေးတယ်ဒီအားနဲ့ပတ်သက်ပြီးပါတော့ကိုတို့ဒီဖက်စီခံရတဲ့အချိန်မှာဒါအကိုတို့အပြင်ပါတော့တခြားဖက်စီခံရတဲ့လူတွေရောရှိနေလားပါအမျိုးသမီးတွေတို့တခြားပါဒီရောလေတွေ့မိသေးလားကိုတို့ဟုတ်ကျွန်တော်တို့ကတော့ကျွန်တော်ဖမ်းနေတဲ့အချိန်ကတော့မတွေ့မိဘူးပြ ဒီစစ်ကောင်စီလာပြူစောထီးတွေများဖြစ်မလားဘယ်လိုမျိုးများယူဆလဲကိုတို့ဟုတ်ကမ်းလူပြူစောထီးတွေလိုတော့ဖြစ်နိုင်လောက်နေဗျဟုတ်စင်ဝတ်စုံလိုတော့မများအဲ့ပြူစောထီးအုတ်ထုံးပုံစံမျိုးတွေလိုအဲ့လိုမျိုးတွေတော့ကျွန်တော်တွေ့ရကျွန်တော်ထိုးနေတုန်းကတော့ဒီတိုင်းအရက်ဝတ်စားရင်လည်းထိုးရဆိုတော့ယူနီဖောင်းကအဲ့လိုမျိုးမဝတ်ထားတော့ကြတော့မသိရဘူးဒီထိုးကြည့်တဲ့အချိန်မှလေကိုယ့်ကိုစစ်ဆေးမေးမြန်းတဲ့အချိန်မျိုးတွေမှာ သူတို့ကဘာတွေများပြောဆိုတာမျိုးတွေရှိလဲကိုချင်းချောက်တာမျိုးတွေလေပေါ့နော်ကိုဘယ်လိုမျိုးတွေများပြောဆိုတာမျိုးတွေရှိလဲဟုတ်ကျွန်တော်အဲ့လိုထောက်ဖို့ဆိုပြီးတော့ပြရကြတော့ဒီကျွန်တော်ကိုလည်းဒီဇီကုန်းတိုက်ပွဲမှာမင်းပါတယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးတွေကျွန်တော်အဲ့အမျိုးမဟုတ်ဘူးလို့ပြောလေထိုးလေဒါမဟုတ်ရမှာလဲဆိုပြီးတော့အဲ့လိုထောက်ဖို့ထောက်ဖို့လည်းမဟုတ်ပါဘူးမဟုတ်ဘူးဘာလို့မဟုတ်ရမှာလဲဆိုရင်ပချိတ်ပြီးအဲ့လိုမျိုးထိုးလိုက်ကန်လိုက်နဲ့အဲ့တော့ကျွန်တော်ရရင်စရရိုက်တော့9ရောက်လောက်ရှိရတယ်တွေးရလူရရရင် ကိုထောက်ပို့ပါပါလား PDF ထောက်ပို့လို့ပြောတာလားဘယ်လိုမျိုးလဲမသိဘူးကိုဟုတ်ဟုတ်တယ်ရသူကမင်း PDF ထောက်ပို့အဲ့လိုမျိုးပုံစံမျိုးဆွဆွဲပြီးလုပ်တာပါဗျာကံဘလူဆိုလို့ရှိရင်မြေသမီး40လောက်တော့မှဒါအာရမပြုတ်ချက်နေဆိုပြီးတော့ကျွန်တော်တို့တွေလည်းအဲတချို့ data ကလည်းပြောဆိုနေကြရရှိရဲ့နော်ဆိုတော့ကို DR တွေနဲ့ပတ်သက်ပြီးတော့ပေါ့ကို့အနေနဲ့ဘာများဖြစ်စ်ပြောချင်သေးလဲဗျာဟုတ်အဲတော့ပြည်သူတွေဒါကျွန်တော်တို့ဆိုရင်ဒါပြည်သူပဲကျွန်တော်ရနေ့ချိန်ပြီးဒီလိုမျိုးနိုင်ငံရေးနဲ့ပတ်သက်တခုမှမလုပ်သူတို့ဆွဆွေးမှလုပ်တာအဲဂျားတွေကပြည်သူတွေ ်ဘာမှမခားပါစေနဲ့ပြောရင်ဒါမဆိုင်တဲ့လူတွေမလုံးကြပါနဲ့လို့ပဲပြောချင်တယ်နောက်တစ်ချက်ကလေကိုတို့ဒီတော်လိုင်းအေအားစုကြီးရောက်တဲ့နေရာမှာဆိုရကြတော့လေဟုတ်ကျွန်တော်အတက်တရှင်အတက်တခင်ကျေးဇူးရှင်လို့ပဲကျွန်တော်ဆိုတာတညာလုံးပုံမှန်မိုးရတဲ့အိတ်ကြီးပုံအိတ်ကြီးရတာကျွန်တော်လမ်းသားရဲ့မျက်စိလေးလမ်းပြောင်းတယ်ကျွန်တော်ဒီဘက်အကူဒီနဲ့တွေ့မှကျွန်တော်တကယ်ကျေးဇူးရှင်ကျွန်တော်ရဲ့ဆရာကြီးကျေးဇူးရှင်ကြီးပဲကျွန်တော်တကယ်အားကိုးရတဲ့ ူတို့ဒီမှာကျွန်တော်ဟိုတိုင်းကိုကျွန်တော်အဲ့တော်ထဲမှာတည်ရောမယ်ဆိုရစိတ်ကြီးတောင်မဲ့အဲ့လိုမျိုးတွေးထားရကြသူတို့လည်းပြောကျွန်တော်တကယ်ဝမ်းသာတယ်အခုလည်းဒီရောက်တော့စီးရီသူတို့အကုန်စီးရီထည့်ပြီးရတာဒီအကုန်လုံးစီးလိုက်ပြီးရစီးထုတ်ပြီးရတော့စီးလဲပြီးရအကုန်လုံးဝေးပါရလူလီစီးမရှိအောင်ဒီမှာမင်းရဲ့ထဲကပါနော်အခုအနေနဲ့ဖြစ်ဆက်ပြီးပြောစရာရှိတယ်ဆိုချင်းလဲပြောပြပေးပါအောင်ဟုတ်မှန်ရမှန်ကြောင်းဟိုပြောပြရထောက်ပြတဲ့ အကိုတို့တရင်ထားတာဆိုလည်းအဲ့လိုမျိုးမှန်ရမှာကြောင့်ပြည်သူတွေမလုတဲ့မလုထိုက်အောင်မဖြစ်တဲ့မဖြစ်ထိုက်တာတွေမဖြစ်ရလေအောင်တင်းတင်းပြီးတော့အမှန်တရားတွေကိုဖော်ထုတ်ပြီးတော့ပြောပြပါလို့အကြံပေးစကောင်းသောမင်းအောင်လိုင်ကတော့ NCU ကိုဆက်လက်အကောင့်တွေဖော်ဖို့နဲ့ခွဲထွက်ရေးကိုလုံးဝလက်မခံဘူးဆိုပြီးတော့ပြောလာပြန်ပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါ GNU CNF AVSDF ဘာဝင်ဒိုင်းသားတော်လိုင်းတပ်ဖွဲ့6ခုက စက္ကူစုပ်ဖြစ်သွားပြီလို့ကြေညာထားတဲ့ NCA အပြစ်ခတ်ရစဲရေးစာချုပ်ကိုအကောင့်ထဲပေါ်ဖို့လက်မှတ်ထိုးထားတဲ့ဖွဲ့အားလုံးပါဝင်ရမယ်ဆိုပြီးချမ်ပတ်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ်။မင်းကနေပြည်တော်မှာ NCA စနစ်ပြေခန်းသာလာတက်တဲ့အပြစ်ရလက်နက်ကင်တချို့နဲ့တွေ့ဆုံတဲ့အချိန်မှာချမ်ပတ်မင်းအွန်လိုင်းကအခုလိုမျိုးပြောဆိုလိုက်တာပါ။တနိုင်ငံလုံးအပြစ်ခတ်ရစဲရေး NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းဂင်မျိုးသားစီယုံ GNU ချင်းမျိုးသားတပ်ဦး CNF ပအို PNLO AVSDF NMSB နဲ့ LDU ဒေါ်လာရေးတပ်ဖွဲ့တွေကအော်တိုဘာ23ရက်နေ့မှာစူပေါင်းထုတ်ပြန်ကြေညာထားပေမဲ့မြောက်လိုင်းကတော့ NC ကိုဆက်လက်အကောင့်တွေပေါ်သွားမှာဖြစ်ကြောင်းပြောဆိုလိုက်တာပါ NC ကိုဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်နိုင်ဖို့အတွက်ရွေးချယ်ခံဆိုရလွှတ်တော်ရှိဖို့လိုကြောင်းမူလစတင်လက်မှတ်ရေးထိုးခဲ့စဉ်ကတည်းကလွှတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီတွေတိုင်းသာလက်နက်ကိုင်ဖွဲ့စည်းတွေလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး SCA မှာပါဝင်ခဲ့ကြတဲ့အဖွဲ့အစည်းအားလုံးပါဝင်မှုလိုကြောင်းမြောက်လိုင်းကပြောဆိုတာပါ ဒိုင်းသာလက်နက်ကင်ဖွဲ့တွေအနေနဲ့အကြမ်းမစစ်တပ်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဆွေးနွေးဆောင်ရွက်မှုမရှိတဲ့အတွက်ညီညာရေးလုပ်ငန်းစဉ်တွေနှောင့်နှေးခဲ့ကြောင်းရွေးကောက်ပွဲဟာညီညာရေးလုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့အတွက်လွတ်လပ်ပြီးတော့တရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်အောင်မြင်မြင်နဲ့ကျင်းပပြုလုပ်နိုင်ရေးအဘက်ဘက်ကနေပြီးတော့ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးထွက်ပေါ်လာတဲ့အစိုးရနဲ့အတူညီညာရေးလုပ်ငန်းစဉ်တွေမှာဆက်လက်ပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်သွားဖို့မင်းအောင်နိုင်က ပြောဆိုလိုက်တာပါ၂008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်လက်ရှိအချိန်မှာအခိုင်အမာဆုံးဖြစ်ကြောင်းအခြေခံဥပဒေကိုပြင်ဆင်ပြီးတော့ရတာတွေကိုပြင်ဆင်ပေးသွားမှာဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးတယ်ဆိုပေမဲ့နိုင်ငံနဲ့ကိုင်းညီတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးဖို့လိုကြောင်းဖြစ်ချင်တာထက်ဖြစ်နိုင်တာဖြစ်တင်တာကိုပို့ပြီးတော့ဦးစားပေးပြီးတော့ဆောင်ရွက်တဲ့ကြောင်းတိုင်းပြည်ခွဲထွက်ရေးကိုတော့စစ်တပ်ကလုံးဝလက်မခံကြောင်းမင်းအောင်လှိုင်ကပြောဆိုလာတာပါ ကင်မြူသားစီယုံ KNU ချင်းမြူသားတပ်ဦးစင်နဲ့ပအို PNL ABSD ရဲ့ NMSB နဲ့ ADU ဒေါ်လာရေးတက်တဲ့အော်တိုဘာလ73ရက်နေ့ထုတ်ပြန်ကြေညာချက်မှာတော့ဆက်အနာသိမ့်မှုဟာ NC စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရီမန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NCA အကောင့်ရဲ့ဖော်မှုလုပ်ငန်းစဉ်လဲရပ်ဆိုင်းသွားကစက်ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း NC စာချုပ်ပေါ်ကျင့်ဝတ်စောင့်ထိုင်းတာမရှိဘဲအချင်းချင်းချိုးပေါက်ခဲ့တဲ့စေအုပ်စုကပြည်သူလူထုကိုအင်အား၃ငါပုံစံမျိုးမျိုးနဲ့ ဖန်စီနေဆက်တက်ဖြတ်ခဲ့တာသာမက လေကြောင်းတိုက်ခိုက်မှုအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ဖြတ်မှုတွေနေ့စဉ်ကျူးလွန်နေကြောင်းထောက်ပြထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆလင်းမြို့နယ်တော်လန်ရေးစိုးမှုနယ်မြေတွင်းမှာဆလင်းစင်ဖြူကျွန်းကားလမ်းပေါ်မှာလုံခြုံရေးအရဆလင်းပကဖရဲဘော်တွေကခင်းတော်ပြည်သူတွေကိုစစ်ဆင်မှုတွေပြုလုပ်ခဲ့ရမှာအကြမ်းဖက်ဆစ်ရှုံးကောင်စီထုတ်ကုန်မြန်မာပြည်အဖာ40ကျော်ကိုဖမ်းဆီးရမိတဲ့အတွက်ဖြက်စီးလိုက်တယ်လို့သိရပါတယ် ဆလင်းမြွနဲ့ဒေါ်လာရေးစုမှုနယ်မြေတွင်းမှာဆွေရှုံးကောင်စီထုတ်ကုန်နေကိုမတုံ့ဆွဲဖို့အရင်ချိန်ကတည်းကအချိန်ချင်းသတိပေးထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဆလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်ခင်ဗျာ။ဆောက်ပေါင်းနေပါဆိုလို့ချာချာချာနော်ချမ်းပါရွာပြောမယ်တော့ချမ်းပါရနေမမလို့

နေ့ညကငလျင်လှုပ်ခတ်သွားတဲ့သတင်းနဲ့ဆက်ချင်ပါတယ်ရန်ကုန်တိုင်းမှာရှိတဲ့ဒလတာဂေတာမယန်ကုန်းပဇွန်တောင်တာမွေလိုင်းမင်္ဂလာတောင်ညွတ်စတဲ့မြို့နယ်များစုမှာမနေ့ညက7နာရီ9မိနစ်အချိန်လောက်မှာမြင်းကလင်းတိတိတတလှုပ်ခတ်သွားကြောင်းဒေတာခန်နေထံကနေသိရပါတယ်တိတိတတကြီးလှုပ်ခတ်သွားတာပါနှစ်ထပ်အိမ်မို့ပါတိတာခန်းစားရတယ်အိမ်ပေါ်ကနေဒန်းနေဆိုတဲ့အတန်ကြီးတစ်ချက်ကြားပြီးခဏပါပဲလမ်းတဲတိုက်ပေါ်ကနေတဲ့လူတွေအောက်ကိုဆင်းပြေးကြတာပဲလို့ဒေတာခန်တို့ကပြောပါတယ်ခင်ဗျာ မြန်ကင်လောက်ကမှုကိုပေါ်ပြတဲ့ application တွေရဲ့ပေါ်ပြချက်အရအင်အားသုံးတဲ့သမကိုအဆင့်ရှိပြီးဒလားမျိုးအနီးတောင်ပိုင်းပင်လယ်ကမ်းရိုးတန်းကိုဗဟုပြုပြီးတော့လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြီးကြတဲ့ August လ21ရက်မနက်9:28မိနစ်ချိန်ကလည်းရန်ကုန်တိုင်းသုံးကမြို့နယ်တောင်ဘက်65 km ခန့်မှာရှိတဲ့ပင်လယ်ကမ်းရိုးတန်းအောက်အနက်10 km ကိုဗဟုပြုပြီးတော့ပြင်းအား9.4အဆင့်ရှိတဲ့ငလျင်တစ်ခု ုတ်ခတ်ခဲ့ပါသေးတယ်။စကိုင်းပြည့်ရွေကျော်နောက်ဆက်တွဲငလင်ကျောင်းမန္တလေးတိုင်းစကိုင်းတိုင်းပါဝင်ရန်ကုန်တိုင်းနဲ့ကျန်တိုင်းနဲ့ပြည်နယ်တချို့မှာငလင်အသစ်နဲ့အသေးစားတွေလုတ်ခတ်မှုဖြစ်ပွားလျက်ရှိနေပါတယ်ခင်ဗျာ။နောက်ထပ်သတင်းပုတ်အနေနဲ့ကင်မျိုးသားလူမျိုးရေးတမတော်ကင်နယ်လီတရင်ကိုထံကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ရဲ့စစ်မှုဏ္ဍသား9ရောက်အလင်းဝင်ဗတ်ပြောင်းခုလုံလာတယ်လို့ကင်မျိုးသားစစ်ရုံးကင်ယူကသတင်းထုတ်ပြန်ထားပါတယ်။ အလေးဝင်လာတဲ့စစ်မှုထမ်းတပ်သား9ယောက်ဟာပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့မှာ KNU ရဲ့ကော်တူးလီအုပ်ချုပ်မှုနယ်မြေခရယ်လီထူခရိုင်လက်တူမြို့နယ်ကကင်နလီတရင်ကိုထံကိုအလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။အလင်းဝင်ရောက်လာသူတွေဟာခလာရ85တရင်ကစစ်မှုထမ်းတပ်သားတွေဖြစ်ပြီးတော့ကျော်စီရအသက်22နှစ်၊တိဟနိုင်28နှစ်၊အောင်မျိုးဦး36နှစ်၊စီသူဟိန်20နှစ်၊မောင်မောက်26နှစ်၊တန်းနိုင်ဦး33နှစ်နဲ့ရာသာထက်24နှစ်တို့ဖြစ်တယ်လို့ KNU ကထုတ်ပြန်ဖော်ပြထားပါတယ်။ တို့ခုနှစ်ယောက်ဟာအနာသိန်းဂျက်ဖက်စစ်တပ်ကဖွင့်လှစ်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းပတ်စဉ်93တဲ့73တို့ကတင်နန်းသားတွေဖြစ်ပြီးတန်းနိုင်ဦးနဲ့ရာဇာထက်တို့နှစ်ဦးကတော့ရောင်းစာခံရပြီးတော့ပြည်သူ့စစ်မှုထမ်းဘဝကိုရောက်ရှိလာသူတွေဖြစ်တယ်လို့သိရပါဗျာခက်ခဲတဲ့အကြောင်းအလင်းဝင်လာချိန်မှာလက်နက်တွေမယူလာနိုင်ခဲ့ပေမဲ့လက်တော်မျိုးနဲ့တာဝန်ရှိသူတွေကနေရာထိုင်ခင်းအစစအနဲ့အဝတ်အစားတွေထောက်ပံ့ပေးအပ်ပြီးကောင်းကောင်းမွန်မွန်နဲ့ထင်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါဗျာအခုလိုအကြောင်းမျိုးမျိုးကြောင့် မတရားစမှုဒဏ်စေခိုင်းခံရသူတွေအနေနဲ့နှိစက်ရတော်လိုင်းရေးဖွဲ့တွေတန်းကိုရရနီလန်းနေနဲ့လက်လက်ချအလင်းဝင်ဗပြောင်းခေလုံကြဖို့ကိုလည်းကန်ယူကတိုက်တွန်းထားပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မိုတဲ12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းကြောင်းရဖြစ်စဉ်တွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးကြတာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားကြမ်းမချမ်းသာပြီးဆေးအနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရတွေနဲ့အတူကျွန်တော်တို့ညခင်းသတင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ အဲ့တော့ဒီရက်တွေမှာသတင်းတင်ဆက်မှုတွေလွတ်သွားပါတယ်။နေမကောင်းဖြစ်တယ်။နောက်တစ်ခါအဲ့နေမကောင်းဖြစ်ပြီးတော့သွားကြိုက်တဲ့ဝေဒနာကခိုးငယ်စဉ်ကလေးကခံစားခဲ့ရတဲ့သွားကြိုက်တဲ့ဝေဒနာကပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အတွက်ဒီရက်တွေမှာအဲသွားဆရာဝန်နဲ့ပြသနေပါတယ်။၂၁ရက်နေ့မှာတော့ဒီအန်သွားကိုခွဲစိတ်မှုပြုလုပ်ရပါမယ်။ဒါကြောင့်မလို့ဒီရက်တွေမှာကျွန်တော်သတင်းတွေလာရောက်ပြီးတော့ပြည်သူလူထုထံကိုမတင်ဆက်နိုင်ခြင်းဖြစ်ပါတယ်။ဖျားတာရဲ့ သွားကြိုက်ဝေဒနာရေဆက်သွားတဲ့အတွက်နှစ်ရက်သုံးရက်တာကာလဝန်းကျင်လောက်ပြည်သူလူထုကိုသတင်းတင်ဆက်ပေးဖို့ပြက်ကွက်ခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်အခုတော့ပြန်လဲကျမ်းမာလာပါပြီသွားကလည်းဒီမနေ့စေကန်းသွားပြပြီးတော့တက်တာလာတဲ့အတွက်ဒီဟာလည်းအယောင်ရော့လာတဲ့အတွက်အကျွန်တော်သတင်းလာပြီးတော့တင်ဆက်ခြင်းဖြစ်ပါတယ်အဲ့တော့သတင်းမတင်နိုင်မနေနိုင်ပါဘူးအဲ့တော့ကျမ်းမာရေးပြန်ကောင်းအောင်ကြိုးစားနေပါတယ်အခုလည်းအစ်တင်တင်ကောင်းလာပါပြီသွားလဲ20ရက်နေ့ခွဲဆက်ပြီးသွားလို့ရှင်ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေလည်း ကျမ်းမာကြပါစေရန်သူကတည်စေခြင်းတဲ့အခါမှာကျွန်တော်တို့မတည်အောင် နေထိုင်ရခြင်းကလည်းတော်လှန်ရေးတစ်မျိုးပါပဲအဲ့တော့စစ်ဘောမာတွေအဲစစ်ကောင်စီထောက်ခံအားပေးတဲ့သူတွေကတော့အရင်တည်းက post ခုတင်ထားတဲ့အောက်မှာတည်တာလွယ်ပြီးတော့ဘာမှမဖြစ်ပါစေနဲ့ဆိုပြီးတော့ဝိုင်းပြီးတော့စူးရင်းလောင်ကြတယ်မေတ္တာတွေပို့သနေကြတယ်အဲ့တော့ပြည်သူတွေပို့သတဲ့မေတ္တာကိုဒီကောင်တွေပို့သတဲ့မေတ္တာကတိုးပေါမှာမဟုတ်ပါဘူးပြည်သူတွေရဲ့ဆူတောင်းမေတ္တာနဲ့အတူကျွန်တော်ပြန်လည်ကြမ်းမာလာပါပြီနောက်ရက်နောက်ရက်ဇက်တိုက် မပြတ်မကွက်နဲ့ပြည်သူလူထုစီကိုသတင်းတွေပေးဖို့တင်ဆက်ပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အကုန်လုံးလို့နေဒီတော့ has got come oh bella chao bella chao bella chao 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 ဒီလူသားတို့ လို့ကြနေကြပြီဒီနေမှုတွင် yes on the ground oh oh so good လေလေတုံးလုံးနေ oh bella ciao bella ciao bella ciao 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 လူတို့လူတွေဆုံးအုတ်ချုပ်တစ်နှစ်တွင်ကြဆုံးဖို့အချိန်ရောက်ရှိခဲ့ပြီ oh just send you to not to me oh bella ciao bella ciao bella ciao 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 ကြုံနေနာတယ်တို့ရဲ့ချူရတယ် just can't wait i queen so late by the g yeah she hold on the high oh bella ciao bella ciao bella ciao 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 you can see yeah you want a day baby don't don't let my shine Ciao, bella, ciao, bella, ciao, ciao, ciao. 记忆，胸口的的汗。哦，白了照，白了照，白了照，照照，流鼻涕耶，别话的姐姐，多多难嘛呀妹妹，心烦之夜，别话的姐姐，多多难嘛呀妹妹，哦，亲亲耶，苦里多姐姐，多多难嘛呀妹妹。 chomp and a chomp and a chomp, chomp, chomp.